มิกลาวาเช Channel 24ရဲ့ Weekly News Season ကနေဒီတစ်ပတ်အတွက်တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းအမှုကိုနိုဝင်ဘာလအတွင်းအပိသက်အမိတ်ချမှတ်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးချင်ပါတယ်။ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာပေါ်ဆွေးဆိုထားတဲ့အမှုနဲ့ပတ်သက်တဲ့စီရင်ချက်ကိုလာမယ့်နိုဝင်ဘာလ23ရက်မှာအပိသက်ဆုံးဖြတ်ချက်ချမှတ်ဖို့ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှိနေချုပ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့တရားရုံးကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလူသားပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုနဲ့ပတ်သက်ပြီးဆွေးချက်တင်က ကစုံစမ်းစစ်ဆေးခဲ့ပြီးအော်တိုဘားလ23ရက်မှာစုံစမ်းစစ်ဆေးမှုအဆုံးသတ်ခဲ့ကြတယ်လို့သိရပါတယ်။အသက်88နှစ်အရွယ်ရှိရှိခါစီနာကဝန်ကြီးချုပ်ဖြစ်တာဝန်ယူချိန်တွင်တက္ကသိုလ်ကျောင်းသားများဦးဆောင်တဲ့ဆန္ဒပြပွဲတွေကိုဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီးအမိန့်များစွာပေးခဲ့သူဖြစ်လက်ရှိချိန်မှာဆွဆွဲခံထားရသူဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရှိနေချုပ်ကရှိခါစီနာကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တရားစီရင်စနစ်ကိုယုံကြည်တယ်ဆိုရင် ူကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လာမှာဖြစ်တယ်။ရှိတ်ဟာစီနာကဝန်ကြီးချုပ်အဖြစ်နှစ်ပေါင်းများစွာတာဝန်ယူခဲ့တဲ့သူဖြစ်ပေမဲ့နိုင်ငံမှာအခက်အခဲပြဿနာတွေရှိနေချိန်မှာနိုင်ငံကိုကြောခိုင်းပြီးပြည်ပကိုထွက်ပြေးခဲ့တယ်။ဇွန်လတရက်ကစတင်စစ်ဆေးတဲ့သူ့ပေါ်ဆွေးဆိုထားတဲ့အမှုကိုလာရောက်ရင်ဆိုင်ဖြေရှင်းခြင်းမျိုး မရှိခဲ့ပါဘူး။ ရှိတ်ဟာစီနာကဆန္ဒပြပွဲတွင်လူများပြသိဆုံးအောင်ဖြိုဝင်မှုအဓိကအမိန့်ပေးခဲ့သူလည်းဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လမှဩဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့တက္ကသိုလ်အကြောင်းသားများဦးဆောင်ခဲ့တဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲများအတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဖြိုခွဲမှုကြောင့်အနည်းဆုံးလူပေါင်း1400ကျော်သိဆုံးခဲ့ကြောင်းကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။ ဖင်္ဂလားဒေ့အစိုးရရှိနေများကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလူသားပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအပါအဝင်ဆွဲချက်၅ခုနဲ့ဆွဲချက်တင်ထားကြောင်းသိရပါဗျ။လရှိချိန်မှာရှိဟာစီနာအနေနဲ့ပြစ်မှုကျူးလွန်ကြောင်းထင်ရှားခဲ့ပါကတည်ရန်ပေးဖို့တောင်းဆိုခြင်းများလည်းရှိနေပြီးရှိဟာစီနာနဲ့အတူဆွဲချက်တင်ခံထားရတဲ့ပြည်ရေးဝင်ကြီးဟောင်းပြည်ရဲချုပ်တို့ကိုလည်းဖမ်းဆီးထိန်းသိမ်းထားပြီး၎င်းတို့ကဆွဲချက်များကိုဝန်ခံထားကြောင်းသိရပါတယ်ရှင်။ ထိုင်းပြည်ရဲ့မေတော်တိရိခင်အသက်63နှစ်မှာကွယ်လွန်ခဲ့တဲ့တဲ့ကိုတင်ပြပေးပါမယ်။ရာမကိုဘရင်မိဖုရားလက်ရှိထိုင်းပြည်ရင်ရဲ့မေတော်တိရိခင်ကဘန်ကောက်မြို့ရှိချူလာလောင်ကွန်စီယုံမှာကွယ်လွန်သွားပြီဖြစ်ကြောင်းတော်ဝင်နန်တော်ရေးရဌာနကပြီးခဲ့တဲ့တောက်ကြနေ့အောက်တိုဘာလ24ရက်မှာကြော်ညာချက်ထုတ်ပြန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာမိဖုရားကြီးကအသက်63နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အော်တိုဘာလ18ရက်နေ့မှစပြီးသူမကသွေးရင်းပိုးဝင်ခြင်းကိုခံစားခဲ့ရပြီးဆေးကုသရေးအဖွဲ့ကအစွမ်းကုန်ကုသပေးခဲ့ပေမဲ့သူမရဲ့ကျန်းမာရေးခြေနေတိုးတက်မှုမရှိခဲ့ပါဘူး။ပြီးခဲ့တဲ့နှစ်များအတွင်းကျန်းမာရေးချုပ်ရင်းလာမှုကြောင့်သူမကအများပြည်သူရှေ့မှာအတော်ကြာပျောက်ကွယ်နေခဲ့တာပါ။သူမရဲ့ခင်ပွန်ဖြစ်သူဘရင်ဘူမီဘောအဒူရာတက်က2016ခုနှစ်အောက်တိုဘာလမှာကွယ်တော်ခဲ့ပါတယ်။ ထိုင်း PBS မီဒီယာရဲ့အဆိုအရဘယင်ဝစီအောင်ကွန်ကဘယင်မာကြီးကွယ်လွန်တဲ့နေမှာစပြီးတော်ဝင်မိသားစုဝင်များနဲ့တော်ဝင်စီကံများအတွက်တနစ်ကြာဝန်နေခြင်းအထိမ်မက်ကာလာတတ်မှတ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ကွယ်လွန်သူဘယင်မာကြီးရဲ့ရုပ်ကလပ်ကိုဘန်ကောက်မြို့ရှိနန်းတော်ကြီးမှာကုသွင်းထားရှိမှာပဲဖြစ်ပါတယ်။ မိဖုရားတိရိခေတ်ကပြည်သူများရဲ့ချစ်ခင်လေးစားမှုကိုရရှိကဩဇာအာဏာရှိခဲ့သူဖြစ်ခဲ့ပြီးတော့သူမရဲ့ပုံတူဓာတ်ပုံတွေကိုထိုင်းနိုင်ငံတဝန်းရှိနေအိမ်များရုံးများနဲ့အများပြည်သူနေရာများမှာချိတ်ဆွေးပြသခဲ့ကြပြီးဩဂေါလ12ရက်သူမရဲ့မွေးနေ့ကိုအမေများနေ့ဖြစ်ဆင်နွှဲခဲ့ကြပါတယ် သူမကသမောရိယာဒုက္ခသည်များကိုကူညီခြင်းမှစပြီးနိုင်ငံရဲ့တစ်တော်များပြုံတိနေခြင်းမှတားဆီးကာဝယ်ခြင်းအထိပါဝင်ခဲ့ပါတယ်။မိဖုရားသီရိခေတ်က1932ခုနှစ်ဩဂုတ်လ12ရက်နေ့မှာဗန်ကောက်မြို့ရှိချမ်းသာကျွေးဝါတဲ့မင်းမျိုးမင်းနဲ့မိသားစုမှမွေးဖွားခဲ့ကသူမရဲ့မိဘနှစ်ပါးစလုံးကလက်ရှိချက်ဂရီမင်းဆက်မှဘယင်များနဲ့ဆက်နွယ်မှုရှိပါတယ်။သူမကဘယင်ဘူမိဘအတူရာတန်းနဲ့1950ပြည့်နှစ်မှာလက်ထပ်ခဲ့ပြီး ထိုနှစ်နောက်ပိုင်းမှာကျင်းပတဲ့ပြည်ထိတ်ခံပွဲအခမ်းအနားမှာနှစ်ဦးစလုံးကထိုင်းပြည်သူလူတို့ရဲ့အကျိုးနဲ့ပျော်ရွှင်မှုကိုရှေးရှုကဖြောင်းမတ်မကန်စွာအုပ်ချုပ်မိအကြောင်းခရီးပြုခဲ့ကြပါတယ်။2016ခုနှစ်မှာဘူမိဘောကွယ်လွန်ပြီးရနောက်သူမရဲ့တူဦးတီတော်သားတော်ဖြစ်တဲ့မဟာဝစီယာလောင်ကိုရာမတစေကထိနှံ့ကိုဆက်ခံခဲ့ပါတယ်။2019ခုနှစ်မှာဘယင်ဝစီအားလောင်းကိုပြီးသိခံယူခဲ့ရာတိရိခိရဲ့တရံဝင်ပွဲမှာဘယင်မေတော်ဖြစ်လာခဲ့ပါတယ်ရှင်။ ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိမူရင်းဆေးဝါးများကိုပါကစ္စတန်ရေတပ်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပါကစ္စတန်ရေတပ်တင်မောတစ်စင်းကအာရီပြပင်လယ်တွင်အမေရိကန်ဒေါ်လာ982တန်းကျော်တန်ဖိုးရှိတဲ့မူရင်းဆေးဝါးများကိုသိမ်းဆီးရမိခဲ့ကြောင်း CMF ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ။အချိန်၄၈နာရီတွင်ပါကစ္စတန်ရေတပ်သင်းမ PNS ရောင်းမှုကစစ်စင်ရေးနှစ်ခုကိုလုံဆောင်ခဲ့ပြီးအမေရိကန်ဒေါ်လာ982တန်းကျော်တန်မှုရှိတဲ့ငွေစည်းဝါးတွေကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ CMF ကထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးပါကစ္စတန်ရေတပ်သင်းမ PNS ရောင်းမှုကပထမဆုံးလုံဆောင်ခဲ့တဲ့စစ်စင်ရေးတွင်သင်းမတစည်းပေါ်မှာအမေရိကန်ဒေါ်လာ822တန်းတန်မှုရှိစိတ်ကြွစီပြတန်ချိန်နှစ်တန်းကျော်ကိုသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပြင် င်း BNS ရာမို့ကနောက်ထပ်တစ်ကြိမ်လှုံ့ဆော်ခဲ့တဲ့စစ်စင်ကြီးတစ်ခုတွင်အမေရိကန်ဒေါ်လာတန်150တန်မိုးရှိမူရင်းစေဝါများကိုဖမ်းဆီးရမိခဲ့ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ ီလိုမျိုးစစ်စင်ရေးအောင်မြင်မှုကနိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုရဲ့အရေးပါမှုတွေကိုမိမောက်ထုတ်ပြနေရလဲဖြစ်ပါတယ်လို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပြီးမွေးစေဝါများတည်ဆောင်လာတဲ့တင်ပေါ်များရဲ့မူလစင်မြေကိုအဲ့ဒီစီရင်ခံစာမှာရေးသားဖော်ပြထားခြင်းမျိုးမရှိကြောင်းသိရပါတယ်။ CMF ကကမ္ဘာအရေးကြီးဆုံးတင်ပေါ်လမ်းကြောင်းများတစ်လျှောက်နိုင်ငံတကာစီးမြေစည်းကမ်းများကိုလိုက်နာဖို့နဲ့မွေးစေဝါနဲ့လက်နက်များမှအကူကူတမ်းမှုကိုတားဆီးဖို့နိုင်ငံပေါင်း58နိုင်ငံမှရေးတပ်တပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။ပြည်သက်နိုင်ငံရှိပြလိုက်တစ်ခုမှာဒင်းငါပြ2000နီးပါးဖောက်ထွင်းခံရခဲ့ရဆိုတဲ့တဲ့ကိုတင်ပြပေးပါမယ်။ပြည်သက်နိုင်ငံအရှေ့မြောက်ပိုင်း Landgrass အတိုင်းဝိုင်းရှိ Danish Diderot House of Enlightenment ပြတိုင်းမှာရှိတဲ့တန်မိုးကြီးဒင်္ဂါပြ2000နီးပါးခိုးယူခံခဲ့ရတယ်လို့သိရပါဗျ။ ပဲရီမျိုးရှိလူးပြတိုင်းမှာတော်ဝင်လက်ဝဲရေတနာများဓာမြတိုက်ခံရပြီးရက်ပိုင်းအကြာမှာအခုလိုနောက်ထပ်ပြတိုင်းတစ်ခုထပ်မံဖောက်ထွင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။အခုလိုမျိုးပြတိုင်းဖောက်ထွင်းခံရမှုများနဲ့ပတ်သက်ပြီးအစိုးရရဲ့ရင်ကျေးမှုအမွေနဲ့လုံခြုံရေးကိုကင်တွယ်မှုအပေါ်ပြစ်တင်ဝေဖန်မှုများထွက်ပေါ်လာခဲ့ပါတယ်။ Dennis Diro House of Enlightenment ပြတိုင်းရဲ့ရှေ့တန်းမှာချိုးဖြတ်ခံထားရပြီးရှေးဟောင်းပစ္စည်းများပြသထားတဲ့မှန်များကွဲနေတာကိုပြတိုင်းဝင်တဲ့များကရှောက်ဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်တန်ဖိုးကြီးရွှေနဲ့ငွေတင်းကားများခိုးယူခံခဲ့ရကြောင်းသတင်းများထွက်ပေါ်လာခဲ့တာပါ။ အခုလိုခိုးယူခံရမှုအတွင်း16ရာစုနဲ့19ရာစုမှာဝေတင်းကပြ1633ပြားနဲ့ရွှေတင်းကပြ319ပြားပသွားခဲ့ပြီးခံမန်းစီတန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာ3400ခန့်ရှိကြောင်းအာဏာပိုင်များကထုတ်ပြန်ပြောကြားခဲ့ပါတယ် ခိုးယူခံရတဲ့ဒင်အားပြများက Dennis Didro House of Enlightenment ပြတာရဲ့ယန္တနာစုဆောင်းမှုများရဲ့တစိမ့်တပိုင်းဖြစ်ပြီး2021ခုနှစ်မှာအဆောက်အုံပြန်လည်ပြုပြင်မှုများအတွင်းဆောက်လုပ်ရေးအလုပ်သမားများကရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဖောက်ထွင်းဝင်ရောက်မှုကကြိုတင်ပြင်ဆင်ထားမှုပေါ်မှုပြီးတော့အခြားရှေးဟောင်းပစ္စည်းများကိုထိခြင်းမျိုးမရှိဘဲခြံထားခဲ့ကရွေးချယ်ထားတဲ့အဖိုးတင်ပစ္စည်းများကိုသာယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းဒေတာတွင်မြို့တော်ဝင်ရောက်ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။လက်တနောမှာတော့ပြားရရှိ လုံခြုံရေးစနစ်ကိုအဆင့်မြင့်တင်နေပြီးတော့ညာလုံးပေါက်စောင့်ကြည့်မှုတွေလှုံ့ဆော်မှုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုကိုတာဝန်ပေးအပ်ထားကြောင်းဒေတာတွင်အာဏာပိုင်များကထုတ်ပြန်ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။အလေးချိန်ပေါင်2000ကျော်ရှိတဲ့ရွှေဖေအောင်သည်ကမ္ဘာချန်ပီယံဆုကိုဆုခိုးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်ဟက်မွန်ဘေးမြို့မှာကျင်းပတဲ့2025ခုနှစ်ဆပ်ဝေးဝေါ်ချန်ပီယံရှစ်ပန်ကင်းဝေးအော့ဖ်ပြိုင်ပွဲမှာကယ်လီဖိုးနီးယားစိုက်ပျိုးသူတဦးရဲ့အလေးချိန်2346ပေါင်ရှိတဲ့ရွှေဖေအောင်သည်ကကမ္ဘာချန် MBS ကိုစုဖူးခဲ့တယ်လို့သိရပါဗျ။ ်ဆန်တာရိုဇာမြို့မှာနေထိုင်တဲ့ဘရန်ဒန်တွန်ဆန်က2024ခုနှစ်ကကျင်းပခဲ့တဲ့ World Championship Pankin Weight of ပြိုင်ပွဲမှာလည်းအလေးချိန်2465ပေါင်ရှိတဲ့ရွှေပြည်ဟုတ်သီးနဲ့ဒုတိယနေရာကိုရယူနိုင်ခဲ့ပါတယ် Traffic Ginger ဆိုတဲ့အမျိုးသားရဲ့အလေးချိန်2481ပေါင်ရှိတဲ့ရွှေပြည်ဟုတ်သီးကနံပါတ်1နေရာကိုစုခူးနိုင်ခဲ့တာဖြစ်ပါတယ်ဒါပြင်2025ခုနှစ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်မှုအတွက်ရွှေပြည်ဟုတ်သီးကိုစိုက်ပျိုးခဲ့ပေမဲ့အခုရာသီအစောပိုင်းမှာရွှေပြည်ဟုတ်သီးမှာကွဲထွက်သွားခဲ့ရာကြောင့်ပ ါဝင်ရှိပြိုင်နိုင်ခြင်းမျိုးမရှိတော့ကြောင်း Travis ဂျင်ဂျာကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။2025ခုနှစ်ပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်နိုင်ခြင်းမျိုးမရှိတော့ပေမဲ့တငယ်ချင်းဖြစ်သူများကိုအားပေးဖို့အတွက်အဲ့ဒီပြိုင်ပွဲကိုတက်ရောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ဘရန်ဒန်ဒွန်ဆင်ရဲ့ရွှေဖျုံသီးတစ်ပောင်ဟာအမေရိကန်ဒေါ်လာ6ဒေါ်လာနဲ့စုရင်းဝင်ဖြစ်အမေရိကန်ဒေါ်လာ2114ဒေါ်လာကိုရရှိခဲ့ပြီးတော့ကမ္ဘာကင်းင်းစံချိန်ကိုချိုးဖြတ်နိုင်ပြီဆိုပါကဘောနပ်စ်အဖြစ်အမေရိကန်ဒေါ်လာ3000ကိုထပ်မံရရှိသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။အမေရိကန်နဲ့ဂျပန်တို့ကအမေရှားတပ်ထူဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ မြေရှားတပ်ထုတ်တွေထောက်လောင်မှုနဲ့ထောက်ပံ့မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုအမေရိကန်နဲ့ဂျပန်တို့ကလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်ကောက်ခံမှုတုံ့ပြန်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့မြေရှားတပ်ထုတ်တွေနဲ့ chest ထောက်လောက်တဲ့စက်ပစ္စည်းတွေပေါ်ပိုးကုန်ထိန်းချုပ်မှုတွေကိုတင်ကြပ်ဖို့တရုတ်နိုင်ငံကဆုံးဖြတ်ခဲ့ပြီးတဲ့နောက်အခုလိုသဘောတူညီချက်တွေထပ်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကဂျပန်နိုင်ငံတိုကျိုမြို့ကိုသွားရောက်လည်ပတ်စဉ်အချိန်တွင်ဂျပန်ဝန်ကြီးချုပ်အသည်ဆာနီဒါဂိုင်ချီနဲ့တွေ့ဆုံခဲ့ပြီးနောက်အဲ့ဒီသဘောတူညီချက်ကိုရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အမေရိကန်နဲ့ဂျပန်တို့ကအဆင့်မြင့်နည်းပညာရေးနဲ့သက်ဆိုင်ရာစက်မှုလုပ်ငန်းတွေပါဝင်ပြည်ရင်းစက်မှုလုပ်ငန်းတွေကိုပံ့ပိုးဖို့လိုအပ်တဲ့စီမံကိန်းတွေကိုမြင့်တင်ဖို့နဲ့မေရှားတပ်ထုတွေနဲ့ရှားပါတပ်ထုတွေအတွက်ကွဲပြားပြီးတရားမျှတမှုရှိတဲ့ဈေးကွက်တွေဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်မြင့်တင်ဖို့အတွက်စီးပွားရေးဆိုင်ရာမူဝါဒကရိယာတွေနဲ့ညှိနှိုင်းရှင်တိမြုံနယ်မှုတွေကိုအသုံးပြုဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ထောက်ပြတော်နဲ့ထရန့်နဲ့ဆာနီတာဂိုင်ချီတို့ကကြီးထွားလာနေတဲ့အမေရိကန်ဂျပန်မဟာမိတ်အဖွဲ့ရဲ့ရွှေခေတ်အတွက်နောက်ထပ် က်ခြေလှမ်းတွေလှန်နိုင်မှုညွှန်ကြားတဲ့စာတစောင်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။ယူကရိန်းကဆွေးနွေးပွဲတွေအတွက်အဆင့်သင့်ရှိနေပြီးနေမျိုးတွေဆွလုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောကြားခဲ့ရတဲ့ဆိုတဲ့တဲ့ကိုအတင်ပြပေးပါမယ်။ယူကရိန်းဘက်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလှုပ်ဆောင်ဖို့အဆင့်သင့်ဖြစ်နေပေမဲ့ရုရှားဘက်ကတောင်းဆိုတဲ့အတိုင်းနေမျိုးတွေဆွလုပ်ဖို့ကမဖြစ်နိုင်ဘူးလို့ယူကရိန်းသမ္မတကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပြင်ရုရှားဒါမှမဟုတ်ရုရှား၏မိတ်ဖက်နိုင်ငံဖြစ်တဲ့ဘီလာရုစ်နိုင်ငံကလွှဲပြီးတော့ဘယ်နေရာမှမစိုးဆွေးနွေးပွဲတွေကျင်းပနိုင်တဲ့အတွက်ဝမ်းသာမိတယ်လို့လည်းဇီလန်စကီကပြောကြားခဲ့ပါတယ်။ အပိခတ်ရစေးရအတွက်အခြေအနေတစ်ခုအနေနဲ့ယူကရိန်းကနေပြည်တော်ဆွန့်လွတ်တာတွေအပါအဝင်နောက်ထပ်တောင်းဆိုချက်တွေကိုလိုက်နာဖို့ရုရှားဘက်ကတောင်းဆိုခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ကြားဘူဒါဘက်စ်မြို့မှာအခုလအတွင်းလှုပ်ဆောင်မဲ့ထိပ်သီးအစည်းအဝေးကျင်းပဖို့အစီအစဉ်တွေရပ်ဆိုင်သွားခဲ့တယ်လို့လည်းသိရပါတယ်။ရှေ့တန်းစစ်မြေမြန်နယ်ပြည်မှာအပိခတ်ရစေးဖို့တောင်းဆိုပါတယ်။ဒေါ်နယ်ထရန့်ပြောဆိုချက်တွေကမှန်ကန်ပါတယ်လို့ဇီလန်စကီကပြောဆိုခဲ့ပါတယ်။ဒါပြင်ရှေ့တန်းစစ်မြေမြန်နယ်ပြည်တခြားချက်ချင်းအပိခတ်ရစေးဖို့ ယူကရိန်းရဲ့တောင်းဆိုချက်တွေကိုဒေါနယ်ထရန့်ကထောက်ခံခဲ့တယ်လို့လည်းသိရပါဗျရှင်။ဂျပန်နိုင်ငံမြောက်ပိုင်းမှာအာဏာပိုင်တွေကဝက်ဝင်တွေကိုတောက်တင်ရှင်းလင်းဖြစ်ဖို့စစ်တပ်ကိုတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့တောင်တန်းထုတက်တဲ့အာကီတာစင်ရီစုအောက်ချုပ်ရီမှုကမကြုံစဘူးဝွင့်ဝင်တိုက်ခတ်မှုတွေမှာဒေသခံတွေကိုကာကွယ်ဖို့အတွက်စစ်တပ်အကူအညီတောင်းဆိုဖို့စီစဉ်နေတယ်လို့သိရပါတယ်။ဒေသခံတွေအဆုံးစွန်ဒီမိုဘန်နှွမ်းနေနေပြီလို့အောက်ချုပ်ရီမှုက Instagram post တစ်ခုနဲ့တူပြီးခဲ့တဲ့အောက်တိုဘာလ26ရက်မှာပြောကြားခဲ့ပါတယ်။ ။ဘဝင်တွေကိုတက်ဖြတ်ပြဖို့လည်းအကူအညီတောင်းခံမှုစီစဉ်ထားတယ်လို့သူကပြောကြားခဲ့ပါတယ်။အခုလို Suzuki ရဲ့တောင်းဆိုချက်ကအော်တိုဘာလာ24ရက်နေ့ကအာကီတာမှာလူတဝူးသေဆုံးပြီး3ဦးဒဏ်ရာရရှိကအခုနှစ်အတွင်းနိုင်ငံတော်ဆန့်ချိန်တဲ့ဝဝင်တိုက်ခိုက်ခံရမှုတွေရှိလာနေခြင်းကြောင့်ထပ်ပေါ်လာခြင်းဖြစ်ပါတယ်။အာကီတာရှိဒေသခံအာနာပိုင်တွေကအခုနှစ်မှာဝဝင်ကြောင်းလူ94ဦးဒဏ်ရာရရှိခဲ့ပြီးယမန်နေ့က17ဦးထမ်းမြင့်တက်လာကဝဝင်နဲ့ထိတ်တိုက်တွေ့တဲ့အရေးအတွက်က6ဆခန့်တိုးလာပြီး8000ကျော်တိရှိ ရှိလာတယ်လို့ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံကျေးလက်ဒေသတွေမှာဝဝင်ရေအတွက်မြင့်တက်လာပြီးတော့လူဦးရေလျော့နေလာတဲ့အတွက်တခါတရံအိမ်တွေထဲနဲ့စူပါမားကတ်တွေမှာပါဝဝင်တွေဝင်ရောက်လာနေတာကိုတွေ့ရပါတယ်။ဂျပန်ဝဝင်ညိုတွေကအကိုလေးချိန်140ကီလိုဂရမ်ထိရှိကြပြီးတော့မြောက်ပိုင်းဟိုကိုင်ဒိုကျွရှိအညိုရောင်ဝဝင်တွေကတော့400ကီလိုဂရမ်ထိအလေးချိန်ရှိတယ်လို့သိရပါတယ်ရှင်။ ကမ္ဘာတဝန်းကော်ပိုရိတ်အလုပ်ကိုင်ပေါင်းတထောင်ကျော်ကို Amazon ရှင်းချမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာ20ရက်ကစပြီး online ဈေးဝယ် platform နဲ့ဤပညာလုပ်ငန်းစုကြီး Amazon ကသူ့ရဲ့ကမ္ဘာလုံးဆိုင်ရာရုံးခွဲတွေမှာ corporate အလုပ်ကိုင်း14000ရှင်းချတော့မှာဖြစ်ပြီးအဲ့ဒီထဲမှာစင်ကာပူနိုင်ငံလိုလည်းချန်လက်ထားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ လူစွာရင်းမြစ်ကြီးကျယ်၏အကြီးတန်းဒုတိယဥက္ကဋ္ဌဘဲဂယ်ဒီကသူမ၏လက်ဖော်ကိုင်မစီပေးပို့တဲ့စာမှာကုမ္ပဏီနေတဲ့ဝန်ထမ်းအများစုကိုအလုပ်သင့်ရှာဖွေဖို့ရက်60စောင့်ပေးမှဖြစ်တဲ့ပြင်အလုပ်ထုတ်ခံရသူတွေကိုရော့ချင်းွေယာရုမထုတ်ပေးခြင်းဆိုင်ရာခန်းစား권နေတဲ့ကျမ်းမာ၏အောက်မှခံအကျိုးခံစား권နေပေးအပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အခုလိုအလုပ်ဖြုတ်ခံရမှုတွေကကုမ္ပဏီရဲ့အရွှေ့ပြောင်းတစ်ခုဖြစ်ပြီးဘာကြောင့်လဲဆိုတာကိုတော့တိတိကျကျမပြောထားပါဘူး။အမေဇုန်ကသူ့ရဲ့အာရှပစိဘိတ်ဌာနချုပ်လေးဖြစ်တဲ့စင်ကာပူမှာ cloud corporate လက်လီချောင်းဝယ်ရေးနီးပညာနဲ့လုပ်ငန်းလေပတ်မှုဆိုင်ရာဌာနခွဲတွေအတွက်ဝန်ထမ်း2500ကျော်ကိုခန့်အပ်ထားတာဖြစ်ပါတယ်။အမေဇုန်က2022ခုနှစ်နောက်ပိုင်းမှာစပြီးအလုပ်ထုတ်မှုအကြိမ်ကြီးများတဲ့နီးပညာကုမ္ပဏီကြီးတွေကတခုလည်းဖြစ်ပါတယ်။တရားဝင်ကိန်းဂဏန်းတွေအရ2025ခုနှစ်ပထမ6လအတွင်း Amazon, Microsoft, Meta နဲ့ TikTok စတဲ့နီးပညာကုမ္ပဏီတွေနဲ့ဘဏ်လုပ်ငန်း၊စွမ်းအင်၊မီဒီယာနဲ့ထုတ်လုပ်ရေးကဏ္ဍတခြားကုမ္ပဏီတွေကနေစင်ကာပူအလုပ်သမား9000ကျော်ကအလုပ်ဖြုတ်ခံရပြီး ဖြစ်တယ်လို့သိရပါတယ်ရှင်။အခုဆိုရင်တော့ Channel 24ရဲ့ Weekly News စီးရင်ကနေတပတ်အတွင်းသတင်းတွေကို Weekly Recap ဖြစ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။